မြန်မာလောကမှာအောင်မြင်မှုတွေကိုဆောက်ခွင့်နိုင်တဲ့အပြင်ပြည်သက်တွေရဲ့ယဉ်ထမ်းမှာနေရာတနေရာရယူနိုင်ထားတဲ့တရုတ်ဆောင်တအုပ်ရှိပါတယ်။ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြပါနော်။မင်္ဂလာပါပြည်သက်ကြီးတို့ရင်ကျမတို့ရဲ့အင်မြူမြအူ YouTube Channel ကနေခင်မင်းရင်းနှီးစွာအကြိုးစိုးလိုက်ပါတယ်။ ဗီဒီယိုတိုးဆောင်တရမီနေတို့ဟာရခိုင်မျိုးသားတအုပ်ဖြစ်ပြီး1982ခုနှစ်စေတမာနာ9ရက်နေ့မှာအဖအူအောင်တန်းနဲ့အမိဒေါ်တန်းမြို့တို့မှမွေးဖွားခဲ့ပါတယ်။ဇာတိကတော့ရခိုင်ပြည်နယ်မှာအောင်မြင့်သူတို့ရဲ့နာမည်အရင်းကတော့မောင်နေလင်းအောင်ဖြစ်ပါတယ်။မွေးချင်းတွေကတော့အကိုဖြစ်သူဇွန်လင်းအောင် ီဖြစ်သူရုပ်ရှင်နဲ့ဗီဒီယိုသုံးဆောင်မင်းသွေးနေမဲအောင်နဲ့ညီမဖြစ်သူစုမအောင်တို့ပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ဇန်နဝါရီလတရနေ့2021ခုနှစ်မှာစေတားတော်တကားများစာအုပ်ကိုရေးသားဖြန့်ချီခဲ့ပါတယ်။သူအကြောင်းရေးသားထားတဲ့ဒီစာအုပ်မှာဆိုရင်အခန်း20ခန်းပါဝင်ပြီးသူ့အကြောင်းအသေးစိတ်သူဝန္ဒနာပါတဲ့အလို့မိသားစုအကြောင်းအချက်ရေးကြံများနဲ့ဓာတ်ပုံတွေများစွာပါဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကဇင်မင်းဆိုတဲ့အနုပညာနာမည်နဲ့အနုပညာလှူရှားမှုတွေကိုလည်းလုပ်ကိုင်ခဲ့ပြီးမော်ဒယ်ပြိုင်ပွဲအချို့မှလည်းစုတွေရရှိခဲ့တယ်။သူ့ရဲ့ယူမန်ချက်ကတော့အောင်မြင်တဲ့ဆိုတော့တရားဖြစ်ဖို့ပါပဲ။သူ့ရဲ့အိမ်မက်ကိုအကောင်းထည်ဖော်ဖို့အတွက်နှစ်ထောင်ပြည့်နှစ်မှာတချင်းခွေတခွေကိုထုတ်လုပ်ဖျက်ချခဲ့တယ်။ထင်သားတော့အောင်မြင်မှုမရရှိခဲ့ပါဘူး။တကယ်လို့များအဲ့ဒီခွေသာပောက်ခဲ့မယ်ဆိုရင်တော့ဒီတုန်းကအောင်မြင်တဲ့ဆိုတော့တရားအနေနဲ့မြင်ကောင်းမြင်ရနိုင်ပါလေ။ လာတဲ့တယောက်ဆောင်မှုတွေကြောင့်2009ခုနှစ်မှာမိုးညအိမ်မမျိုး2015ခုနှစ်မှာနှက်ခတ်မာတဲ့တိုက်ပွဲ2019ခုနှစ်မှာတာတီကြီးစားတဲ့ရုပ်ရှင်ပိုင်းမျိုးရဲ့အကောင်းဆုံးမိုးတာသက်ဆောင်ရှိတွေကိုလည်းရရှိခဲ့ပါတယ်ဆက်ရှိတဲ့မြန်မာနိုင်ငံသတင်းစာဆရာအတင်းကရွေးချယ်ကြီးမြတ်တဲ့ Star Award ရုပ်ရှင်နဲ့ရုပ်တံထူးချော်စုပေးပွဲမှာလည်းတိတ်တိတ်ကြပ်ရုပ်ရှင်ဆက်ကားနဲ့လည်းအကောင်းဆုံးမြို့သားဆက်ဆောင်စုကိုရရှိခဲ့ပါသေးတယ်။ ူရဲ့အားအခြေတွေကတော့ဇက်ကောင်ကိုအစ်စ်မှန်ပြအောင်တိုးဆောင်နေတာဘာသာဇက်ကောင်တွေထဲမှာလည်းရဲသွားနိုင်အောင်ယူပါယူနဲ့ဆွဲဆောင်နေတာဟာဟာငါလေးလဲတာပဲမင်းမင်းလှုပ်ရှားလိုက်တာဒီကွာအဲ့ဒါငါမျိုးလင်းချက်လေငါမျိုးလင်းနေငါမျိုးလင်းချက်လေမင်းဒီမှာရုတ်တရက်ပြောလိုက်တာဟုတ်ကွာဟုတ်တယ်ဝမ်းမော်လည်းကျမရုတ်တရက်ကြီးပဲပြောပြလိုက်တာဒီမှာကိုရှင်တို့လေထိတ်တုံးခဏခဏထက်ခါရတဲ့ကိစ္စကိုမပြည့်စေချင်ဘူးလေနင်းရလေအဲ့ဒါသူကြောင့်ဖြစ်တာလေ သူအဖြေမပေးသေးလို့ငါခဏခဏတော်တော်ပြီးအခက်ခံတာအဲ့လိုကိစ္စမျိုးလေနောက်ထပ်မဖြစ်အောင်နဲ့ကိုရှင်တို့ဘက်ကဆင်ခြင်မယ်ဆိုရင်နဲ့သူ့ဘက်ကလည်းအဖြေပေးဖို့အစဉ်မြင်မယ်တဲ့ဟုတ်ကောလို့လားဆွေဆွေရဲ့ဟုတ်လို့လားဟာဘာလဲကျွန်မပြောပြမှာဒုက္ခဆန်တဲ့ဇက်ကောင်တွေမှာလည်းစိတ်ထိခိုက်သွားလာအောင်ပြည်သက်ကိုထိခိုက်စေတာလူကြီးလိုဇက်ကားတွေမှာတော့လူငယ်တွေအံ့ဩသွားမှာအောင်၆၀ရာခိုင်နဲ့ဇက်ကောင်တို့ဒီလိုဆန်ဆန်ဖန်ပြီးနိုင်ကြတာတွေကသူ့ရဲ့ကြိုးစားမှုတွေပါပဲ ဒီလိုဝါသနာတွေကတော့ပကြီးဆွဲတာဖြစ်ပြီးစာဖတ်တာဓာတ်ပုံရိုက်တာတခြင်းဆိုတာနဲ့ခီးသွားရတာကိုလည်းနေတဲ့သူတယောက်ပါတခါတလေမှာခေါင်းရိုက်လေးရှိပြီးထူးခြားတဲ့အမှုပညာလှူရှားမှုတွေအနေနဲ့နေတို့ဟာဒရိုင်တာမောင်မျိုးမြေရင်တွင်ဖြစ်ရဲ့နေစီအငယ်အဖွဲ့ဝင်လူရှင်တော်တို့လည်းဖြစ်ပါတယ်ကိုလေးဝနာခမ်းမဲကျက်နော်ခမ်းမဲကျက်ဆိုပြီးကြတာပေါ့ခမ်းမဲကျက်ဆိုရောင်ကြောက်တယ်ပဲနော် အဓိကအဖြစ်တော့ဗုဒ္ဓဘာသာဝင်တရားဖြစ်တဲ့နေတို့ဟာဖျားတရားရဲ့အမြင်နဲ့ခံယူချက်တွေကိုထည့်သွင်းရေးသားဖော်ပြခဲ့ပါသေးတယ်။2022ခုနှစ်မှာတဲဆူးမြရွှေနဲ့မင်္ဂလာဆောင်ခဲ့ပြီးပြည်သက်တွေကလည်းသဘောတူအားပေးကြတယ်။သူ့လိုအောင်မြင်ခြင်း၊စူးစမ်းမှု၊တီးခံမှု၊စိတ်မပြည့်မှုအုံမျိုးကိုကိုယ်လေးထဲမှာအမြင်ထားဖို့လိုပါတယ်နော်။ ဆက်ကားတွေစတင်တည်ဆောက်ခဲ့တဲ့အများပြည်သက်တွေကြားထဲမှာတော်တော်ကိုဆက်ဆောင်မှုရှိတဲ့မင်းသားဖြစ်လာခဲ့တယ်။ချင်းမြတ်နိုးကြတဲ့ပြည်သက်တွေလည်းကျင်းနဲ့အားရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကဲဒီနေ့တော့ဒီတော့ပါပဲ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  ောင်းနေရလေဒီကားမျိုးကငါအပျော်လိုက်စည်းစရာလားဟာဟိုငါလည်းနင့်လို့ပဲအဖမ်းခံရတော့ဟုတ်ကဲ့ငါနင့်လို့စည်းကမ်းမရှိလို့အဖမ်းခံရမဟုတ်ဘူးနော်ဘာဘာသာမှာဖြစ်စည်းဝဲချုံလောလို့ဖြစ်သွားတယ်အဖမ်းခံရတဲ့လူချင်းတူဒီတမူးသားချင်းတွေနင့်ကဘာချင်းငါဆူတောင်းပြည့်တယ်တက်你也把树当兵啊？你翻开呀，我拿树当兵来的。啊！我翻开呀，你也树当呢？好，好点嘞。你有嘛明天还没？你起码拿了没有啊？哎，我地要了，我就挨着你呗，去了吧。你那里把老 င်စုတောင်းရတာလေအရင်စုတောင်းလို့ငါအခုအဖမ်းခံရပြီဟာတို့လည်းမဟုတ်ဘူးကဒါစုတောင်းတိုင်းဒါပြည့်စင်မှပြည့်တာမြင်မှလည်းအဖမ်းခံရမယ်ဆိုတာကပါလာလို့ဒီတို့ရဲ့ပရိသတ်တို့ရဲ့အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားကြီးကရောဘယ်ဇာတ်ကားဖြစ်မလဲဆိုတာကိုကောမန့်မှာမျှဝေခဲ့ပါဦးနော်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်ဘိုင်ဘိုင်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော် ီးရတော့ပါပြီးသွားပါပြီ။ Okay ။ဟင်။ဘူရိုတရားရောက်ကစောင့်ကြည့်လို့ရတယ်နော်။ဟင်းကိုကောကလည်းတပည့်အရင်းဆိုလူရဲ့ကြည့်မှာပေါ့။လူတွေကြည့်လာပြောတာမဟုတ်ဘူး။